Hello အားလုံးဝမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ Manchester United ကတော့ဒီ Queen League စာမဖြစ်တဲ့ Adam Warden, Jude Bellingham တို့နဲ့ပတ်သက်လို့ပေါ့နော်။တတိယနေ့တစ်ချောင်းထွက်လာတာတွေကျွန်တော်တို့ရှိတယ်။အတင်းဘက်က Queen League အားပြဖို့အတွက်ကျွန်တော်တို့ဒါလူနေတယ်ဆိုတဲ့အခြေအနေမျိုးတွေမှာဆိုလို့ရှိရင်အဲ့ဒီ Queen League နဲ့ပတ်သက်လို့ပေါ့နော်။တောက်လျှောက်တတိယနေ့ထွက်လာတာဖြစ်တယ်။ဆိုတော့ဒါနေနဲ့ပတ်သက်လို့ကျွန်တော်တို့ဆွေးနွေးကြည့်အောင်ပါ။ဆိုတော့ညီတို့တိတဲ့အတိုင်းပဲအခုရက်ပိုင်းဒီမှာ International Break ဒီပါတွေကျွန်တော်တို့ရောက်နေတယ်ဆိုတဲ့အခါကျတော့ အသင်းနဲ့ပတ်သက်တဲ့သတင်းတွေကကျွန်တော်အများကြီးဘာမှမထွက်ဘူး။ဒါပေမဲ့ဒီနေ့မှာစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကျွန်တော်ရှိတယ်။နော်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကျွန်တော်ရှိတယ်။ဒါတွေနဲ့ပတ်သက်လို့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါ။ပထမဆုံးကတော့ကျွန်တော်ဒီအဲဝါတမ်နဲ့ပတ်သက်တဲ့သတင်းကို publicity ကိုပြောထားတာပေါ့နော်။အဲ့ဒါမတိုင်ခင်မှာကျွန်တော်အဲဂျူးဘယ်လင်ဂန်နဲ့ပတ်သက်လို့ပြောကြည့်အောင်။ဒါကတော့ဒါဘယ်လင်ဂန်ပေါ့နော်။ရီယယ်မထွက်ကဘယ်လင်ဂန်ညီပေါ့ဗျာ။ဂျူးဘယ်လင်ဂန်။အဲသူနဲ့ပတ်သက်ပြီးတော့လက်ရှိမှာ အဲဘယ်လိုပြောမလဲ Sport Bild ဘောနော German ဒီ press တခုကနေပြီးတော့ကျွန်တော်ပြောထားတယ် Manchester United တင်းရဲ့ဘက်ကတော့ကွင်းလေးကစားမှဖြစ်တဲ့ Jude Bellingham ကိုခေါ်ယူနိုင်ဖို့အတွက်စိတ်ဝင်စားနေကြောင်းသိရတယ်ပေါ့ Amorin အားဒီကစားမှဖြစ်သူကို imminent သဘောကျတယ်လို့ကြန့်ခိုင်မှုကောင်းမွန်တဲ့အပေါ်မှာလည်းတော်တော်လေးကိုနှစ်သက်မှုရှိနေပြီးတော့သူ့ရဲ့နီးစနစ်ပိုင်းကောင်းเนาะသူ့ရဲ့ဒီ Amorin ရဲ့နီးစနစ်နဲ့တော်တော်လေးကိုကန့်ညီမယ်လို့ဆိုပြီးတော့သူယုံကြည်ထားတယ်ပေါ့နော် Crystal Palace ရဲ့ဘက်ကလည်းဒီကစားမှဖြစ်သူကိုခေါ်ယူလို့နေကြောင်းကျွန်တော်သိရတယ်ပေါ့ဆိုတော့ဒီနေရာမှာ အသင်းဘက်ကကွင်းလင်အားဖြည့်ဖို့လိုနေတာညူရိုအတိပဲကွင်းလင်နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ကအားဖြည့်ဖို့လိုတယ်ကွင်းလင်ဒီလောက်နဲ့ကျွန်တော်ရက်ထားလို့မရဘူးကွင်းလင်မှာအားနေချက်အကြီးကြီးတွေပေါ်နေတဲ့နေရာကိုအားဖြည့်ဖို့လိုတယ်ဆိုတာဒါအလုံးနဲ့သိပြီးသားဒီတွဲကြောင့်လည်းအသင်းဘက်ကတောက်လျှောက်ဆိုသလိုတခြားကစားမားတွေနဲ့ပါတတိနေကျွန်တော်ထွက်နေတာအဲဒါပဲလို့ပေါ့နော်ဘယ်လင်ဂန်နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်ဘယ်လိုဖြစ်နေအမှန်တမ်းပြောရင်ဘယ်လင်ဂန်ကလက်ရှိဒီကောင်လေးကငယ်ပါသေးတယ်နော်သူအကူလိုပဲကျွန်တော်ဘာမင်ဂမ်စီးတီးမှာအချင်းကြီးကောင်းဆန်ဒလန်မှာဗောနော်သူဟွာတွေဖြစ်ပြီးတော့လက်ရှိ ဒေါ်မွန်ကိုသူရောက်တယ်ဗောလေအဲ့မဲ့ဒေါ်မွန်မှာဒီယာဒီမှာရှင်တယ်လို့လုံးဝဖြစ်မနေဘူးရှင်တယ်လို့လုံးဝဖြစ်မနေဘူးဒီယာဒီဘွန်ဒက်စလီကာသူ6ပွဲကစားထားတယ်အဲ့ဒါပဲအဲ့6ပွဲမှာမိနစ်180လောက်ပဲကစားထားရသေးတယ်ဒါဟာတပွဲကိုကျွန်တော်ပေါ့နော်ဒါနိုင်ဝဲလောက်ပဲဝင်ကစားထားရတယ်ဆိုတော့အခြေအနေမျိုးအဲဆိုတော့ကြည့်ရရင်လက်ရှိနီးပြတစ်ပြည့်တဲ့နီကိုကိုဘတ်ချက်လက်အောက်မှာ ဘလို့မအဆင်ပြေမနေဘူးလို့ကျွန်တော်ပြောရမယ်ပေါ့နော်အဲဒါပေမဲ့လို့အတင်းဘက်ကဒီကစားမဖြစ်သူရဲ့ profile နဲ့ကျွန်တော်သွားကြည့်ကြည့်တဲ့အခါအတင်းဟာအတင်းကတော့ Ambonia သူ့ရဲ့ niche နဲ့အဝင်ခွင့်ကြဖြစ်မယ်လို့ယုံကြည်ထားတယ်ဆိုပေမဲ့လို့ပေါ့နော်ကျွန်တော်ကတော့ဒီကစားမကိုခေါ်ရင်တော့ imminent risk များလိမ့်မယ်လို့ထင်တယ်အသက်ငယ်သေးတာမှန်တယ် physical bite တော်တော်လေးကောင်းနေတယ်မှာပါတာမှန်တယ်သို့တော်လည်းပဲပေါ့နော်ကျွန်တော်ဒီကစားမနဲ့ပတ်သက်လို့ရှိရင် proven ဖြစ်မှတ်ထားတဲ့အခြေအနေမျိုးတွေမှာအဒမ်ဝါတမ်လို့ဘာလို့ကိုကြော်ပြီးတော့ခေါ်ဝေကျိုးပန်းတာမျိုးတွေ မလုံတင်မှုလို့ကျွန်တော်တို့ထင်တယ်ဝါတမ်နိုကတော့ဈေးအများကြီးပူပြီးတော့ကြီးတာပေါ့လေတော်တော်လည်းပဲဒါခြေသွမ်းနဲ့ပတ်သက်လို့ရှိရင်လက်ရှိပရီးမီးယားလိမှာအဆင်ပြေနေပြီးသားဖြစ်တဲ့ကစားသမားတွေကိုခေါ်တာပဲကောင်းတယ်ဗျာမဟုတ်လို့ရှိရင်ကျွန်တော်ကလူငယ်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 ဆိုပြီးတော့တည်တယ်မလားဒီဟိုအနာဂတ်အတွက်ဆိုပြီးတော့ like ခေါ်ရင်းနဲ့လက်ရှိမှာသုံးမရတဲ့ခြေနေမျိုးတွေကျွန်တော်ကြုံရတယ်နော်ဆိုတော့ဒါအပြင်ဂျိုးဘယ်လင်ဂန်ရဲ့ကစားတဲ့အနေထားဆိုလို့ရှိရင်လည်းကျွန်တော်ကတော့ MOD ရဲ့လက်အောက်မှာအဆင်ပြေဖို့ဆိုတာတော်တော်လေးကိုစောင့်ကြည့်ယူရလိမ့်မယ်လို့ကျွန်တော်ထင်တယ် ။ဘာလို့လဲဆိုတော့အမ်မိုရင်ကသူ့ရဲ့ central midfield မှာလိုချင်တဲ့ကစားသမားတွေကသူတို့ဒီ box to box ပေါ့နော်အမြဲတမ်းဟိုပြီးလွားနေတဲ့ကစားသမားတွေကိုသူကလိုချင်တာဗျ။ကွင်းလင်ကစားသမား၂ယောက်ထဲက၁ယောက်က၁ယောက်ကအထိုင်ကိုသူလိုချင်တာ။ဒီနေရာမှာအထိုင်နဲ့ပတ်သက်လို့ရှိရင်တော့ Wardham ကတော်တော်လေးကိုတင့်တော်တဲ့နေရာမှာပါတယ်။သို့တော်လည်းပဲ box to box ပုံစံမျိုးကစားနာမျိုးလိုအပ်ရင်တိုက်စစ်ကိုကူပြီးတော့ ကျွန်တော်တို့ကတော့အရေးကြုံလာရင်ခန်းစစ်ကိုပြင်ဆင်ပြီးတော့ကူတာမျိုးတွေကျတော့ဘာကရောဘယ်လင်ငန်တို့နဲ့တိုက်အဆင်ပြေတယ်လို့ကျွန်တော်မထင်ဘူးလက်ရှိနေထားရပါလိမ့်ဒါတွေဟာအသက်ငယ်သေးတဲ့အတွက်ပြောင်းလဲကောင်းလဲပြောင်းလဲသွားနိုင်တယ်တိုးတိုးလည်းပဲခရစ်စတယ်ပဲလီစ်ရဲ့ဘက်ကလည်းလူချင်းနေဆိုတော့ဝါတမ်ကိုလက်လွတ်ရသည်ရှိတော့ဒါမှမဟုတ်ရှူးတူဘာတို့ကိုလက်လွတ်ရသည်ရှိတော့ပြန်အစားထိုးဖို့ဆိုတဲ့ပုံစံမျိုးလေးဖြစ်မှာပဲဒါကြောင့်လောလောဆယ်မှာဆိုလို့ရှိရင်ဘယ်လင်ငန်နဲ့ပတ်သက်တဲ့သတင်းတွေကကျွန်တော်တို့တော့ထွက်လာတယ်ညီကလေးရောဘလူမင်းကြလဲအတင်းမှာပေါ့နော်ကျွန်တော်တို့က ဘယ်လင်ငမ်ကိုခေါ်ဖို့အတွက်ကြိုးပမ်းတင်တယ်လို့ထင်ကြလားပေါ့နော်အဓိကကျွန်တော်တို့ဒီထဲမှာဟိုစိတ်ဝင်စားဖို့ကောင်းတာကအဒမ်ဝါတမ်နဲ့ပတ်သက်လို့ပေါ့နော်ကျွန်တော်တို့ဒီသတင်းတွေကြောင့်ထွက်နေတယ်ပြည်ထနာကဝါတမ်ကိုလည်းစိတ်ဝင်စားတယ်ဆိုတာကိုယ်ဒီတင်းနေမကဘူးအဲ့တော့ခုလက်ရှိရိုမန်နိုကတော့ဒါသူ့ရဲ့ယူကျူမှာပြောထားတာကခရစ်စတယ်ပဲလီစီရဲ့ဘက်ကတော့ပေါ့နော် ဟိုလောလောဆယ်မှာဆိုလို့ရှိရင်ဒီယာဒီအတော်တွင်းမှာအဒမ်ဝါဒမ်ရဲ့အပြောင်းရွှေ့နဲ့ပတ်သက်လို့ဘဲကလပ်အသင်းနဲ့မှဆွေးနွေးသွားခြင်းနဲ့စင်တာတွေရှိမနေဘူးပေါ့နော်မန်ချက်စတာယူနိုက်တက်ရဲ့ဘက်ကတော့ကစားမဖြစ်သူရဲ့အည်သွေးကိုတော်တော်လေးကိုသဘောကျပြီးတော့အတိမတ်ပြုတဲ့နေရာမှာလည်းကျွန်တော်ပါတယ်ဒါအပြင်ယူနိုက်တက်မှမဟုတ်တခြားအသင်းတွေရဲ့ဘက်ကလည်းဝါဒမ်နဲ့ပတ်သက်ပြီးလို့ရှိရင်အင်မီတန်ကိုသဘောကျကြတယ်တကယ်လည်းပဲလက်ရှိချိန်ကြီးတော့တရားဝင်ကန်လန်းထားတယ်ဆိုတာမျိုးတွေဘာမှမရှိသေးသေးလို့နော်ဟိုပြောရမလဲ အဲဆွေးနွေးထားတယ်ပေါ့နော်တေတေဟိုအခြေကလတ်တင်းချင်းချင်းကြားထဲမှာဆွေးနွေးတယ်လို့နော်တရားဝင်ကန်းလန်းတယ်လို့ဆိုတာမျိုးတွေလုံးဝမရှိသေးဘူးဆိုပြီးတော့ကျွန်တော်ပြောထားတယ်ဆိုတော့ဝါဒမ်နဲ့ပတ်သက်လို့ကတော့ဒါတော်တော်လေးကိုလာမယ့်နွေရာသီအပြောင်းရွှေ့ကစကားပြောတော့မှာပါ။ဘာကြောင့်လဲဆိုတော့ဒီကစားမရဲ့ quality နဲ့ဆိုလို့ရှိရင်အသင်းတွေအများကြီးလိုချင်တာကဒါတိတ်ပြီးတော့ဘယ်လိုပြောရမလဲ။ဟာမဟုတ်တော့ဘူးပေါ့နော်။ခက်ခဲအဲဘာလဲဒီဒီတိတ်ဟိုမခံမနိုင်တဲ့အမဟုတ်တော့ဘူးပြ။အားလုံးကလိုချင်လာကြပြီ။ ဒီကောင်လေးတကယ်လည်းပဲခြေသွန်းကောင်းနေတယ်เนาะပြီးလို့ရှိရင်ကစားတာလည်းအရင်တည်ငြိမ်ပြီးတော့အထိုင်ကစားတာကွန်းလင်မှာတအားကောင်းနေတယ်မှလည်းကျွန်တော်ပါတယ်လက်ရှိကလင်စနာရဲ့ဒီအသင်းမှာတော်တော်ကောင်းနေတယ်ဆိုတာမျိုးကလည်းသူ့ရဲ့စွမ်းဆောင်ရည်ကလည်းကျွန်တော်ပါတယ်ဆိုတဲ့အခါကျတော့အတန်မွာတောင်ကိုလူချင်းတဲ့အသင်းကြီးများလာမှာဆိုတော့အသင်းအနေနဲ့တခုရှိတာကကွန်းလင်ကနှစ်နေရာစလုံးကိုအစားထိုးဖို့ကျွန်တော်ကြိုးပမ်းမှာကွန်းလင်ကိုအထိုင်ကနေတစ်ဆင့်ဘောလုံးကောင်းကောင်းဖြန့်နေတဲ့ကစားမရဲ့ เนาะပြောလို့ box to box အတက်ဆင်းကောင်းကောင်းလုပ်နိုင်တဲ့ကစားမရဲ့ MOD ရဲ့လက်အောက်မှာလိုတာဆိုတော့ MOD အဲ့ချိန်ကြီးဆက်ရှိမရှိတော့မသိဘူးဗောနော်တေကြတာတကူကတော့လာမယ့်ညရာဒီပြောင်းရွှေ့ဆိုလို့ရှိရင် MOD ဆက်ရှိတယ်ဆိုရင်ကွင်းလေကအဲ့ဒါလို့သူနဲ့ကန့်ကြီးတဲ့ကစားမတွေပြောခေါ်ပြီးမှကျွန်တော်ရမှာဗောနော်လက်ရှိမှာကျွန်တော်ကိုရီကွင်းလေကအသက်ရွယ်ကလည်းရလာတဲ့သူတွေရှိလာပြီကိုဒါမျိုးတွေကျွန်တော်လွယ်မှာမဟုတ်ပါဘူးเนาะအကယ်လို့မြန်နိပြအပြောင်းလဲတွေဘာတွေဖြစ်အောင်မယ်ဆိုရင်တော့မှာဗောနော်အဲ့နိပြဘလို့သုံးပြီးတော့ ဝါဒမ်လို့လူကစားမမျိုးတွေကိုကျွန်တော်တို့ကအဲအစင်ပြေအုံးမလားလိုအပ်အုံးမလားပေါ့ဒါတွေကလည်းကျွန်တော်ဖြစ်လာသေးတာဆိုတော့နွေရာသီပြောင်းရွှေ့ဆိုတော့တော်တော်လေးကိုအလံဝေးသေးတဲ့တယ်မှာပါတယ် United တွေတော့စောင့်တော့ကျွန်တော်ကြည့်ရမယ်ပေါ့နော်ညီကလေးရောဘလူးမင်းရလဲအဒမ်ဝါဒမ်ကိုဒါကျွန်တော်တို့ခေါ်ဖို့ကြိုးပမ်းမယ်ဆိုရင် MOD ဆက်ရှိမှကျွန်တော်တို့ဖြစ်မယ် MOD မရှိဘူးတခြားနည်းပြတရားရဲ့လက်အောက်မှာဆိုလဲဝါဒမ်ကအစင်မပြေနိုင်ကြတော့အကြောင်းမရှိဘူးပေါ့နော်သူတို့တခြားကွန်းလေးကစားမတွေရှိသေးတာဖြစ်တဲ့အတွက်ဘာတွေဆက်ဖြစ်လာမလဲကျွန်တော်မသိဘူးဆိုတော့ညီကလေးရောဘလူးမင်းရလဲ ဝါတမ်တို့ဂျုတ်ပယ်လင်ဂါတို့နဲ့ပတ်သက်လို့ရှိရင်အသင်းအနေနဲ့အမှန်ကန်ကြိုးပမ်းနေတယ်လို့ထင်ကြတာဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်